ဒီနေ့မှာတော့ခစ်သစ်စပွဲသမိုင်းမှာမှတ်တမ်းတင်ရမယ်တကယ့်ကိုထူးခြားဆန်ပြပြီးရင်ခုန်စိတ်လှုပ်ရှားကောင်းတဲ့တိုက်ပွဲတစ်ခုအကြောင်းကိုပြောပြပေးကြပါမယ်။အဲ့ဒါကတော့ Ukraine ရှေ့ပိုင်းက Serbianski တတော်ကြီးထဲမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲပါပဲ။ Ukraine တပ်ဖွဲ့တွေဟာရုရှားတွေကိုတမင်တကာရှေ့တိုးလောင်အောင်ခွင့်ပြုလိုက်ပြီးမှတတော်ကြီးတစ်ခုလုံးကိုအေယာမထောင်ချောင်ကြီးတစ်ခုဖြစ်ပြောင်းလဲပြီးရန်သူကိုခြေမုံးပစ်ခဲ့တဲ့အဖြစ်ပြပါ။ဒီတိုက်ပွဲဟာတာမန်တနက်ပြက်ခတ်မှုလောက်မဟုတ်ပဲဒရုန်းတွေအမြောက်တွေလေယာဉ်တွေတင်ကားတွေနဲ့ စိုက်ကယ်စီးခြေလျင်တပ်ဖွဲ့တွေအားလုံးဟန်ကျက်ညီညီပေါင်းဆက်တိုက်ခိုက်ခဲ့တဲ့အလှအပေါင်းစုံစစ်စင်ရေးရဲ့စံပြဖြစ်ရတဲ့ခုဖြစ်ပါတယ်။မနက်9:18မိနစ်မှာ Seribriansky တတော်ကြီးဟာယူနှင်းတွေနဲ့အုပ်ဆိုင်ပြီးအသက်မဲ့နေတယ်လို့တိတ်ဆိတ်နေခဲ့ပါတယ်။ဒါပေမဲ့ဒီငိန်သက်မှုဟာကြီးမားတဲ့စစ်မှန်မုံတိုင်းမှာကြာရောက်ပြီးတိတ်ဆိတ်မှုမျိုးဖြစ်ခဲ့တာပါ။ရုတ်တရက်ဆိုသလိုပဲရုရှားဘက်ကဒုံးကြီးတွေအမြောက်တွေဟာဒရက်ဇက်ပြစ်ခတ်မှုစတင်လိုက်ပါတယ်။ရုရှားတပ်ဖွဲ့တွေကသူတို့ရဲ့တလုံးကိုဒေါ်လာတန်းနီးပါးတန်ကြေးရှိတဲ့ BM27 Huracan လို့ခေါ်တဲ့ဒုံးကျည်ပြစ်လွတ်ဆင်တွေနဲ့အလွန်ပြင်းထန်တဲ့ဖြတ်အားရှိတဲ့အမြောက်ကြီးတွေကိုအသုံးပြုပြီးယူကရိန်းတပ်ဆွဲထားတဲ့တစ်တောစီကိုထုနှက်ခဲ့ပါတယ်။7မိနစ်လောက်အတွင်းမှာရင်ဒုံးကျည်နဲ့အမြောက်ကြီး300ကျော်ယူကရိန်းဘက်ကိုကြားရောက်ပောက်ကွဲခဲ့ပြီးမြေကြီးတွေတုံခါကရုတ်ချင်းတွေပြိုကျခဲ့ပါတယ်။ရုရှားတွေရဲ့ယူရချက်ကတော့လိုင်မန်မြို့စီကိုဥတီမဲ့စစ်ကြောင်းလမ်းမကြီးတစ်ခုဖောက်လုပ်ဖို့အတွက်ယူကရိန်းတပ်တွေကိုအမြောက်တန်နဲ့ချိန်မုံပြီးလမ်းဖွင့်ဖို့ကြိုးစားတာဖြစ်ပါတယ်။ဒါပေမဲ့သူတို့မသိလိုက်တာကတော့ ယူကရိန်းကဒီအခြေအနေကိုလုံးဝမျှော်လင့်ပြီးသားဖြစ်နေတယ်ဆိုတာပါပဲရုရှားရဲ့မြောက်တန်တွေတောထဲမှာပဲ့တင်ထပ်နေတော့မှာပဲယူကရိန်းရဲ့တံပြန်တိုက်ခိုက်မှုစတင်လာပါပြီရုရှားရဲ့နောက်ဆုံးတုံးကြီးမြေကြီးပေါ်ကြားရောက်ပြီးမကြာခင်မှာပဲယူကရိန်းရဲ့၁၄ချိန်မြောက်နီးပြူဟာမြောက် drone တပ်ရင်းကလှုပ်ရှားလာခဲ့ပါတယ်သူတို့လွှတ်တင်လိုက်တာကတော့ဒေါ်လာ၂၀၀၀တန် DJI Mavic 3လို့ခေါ်တဲ့တာမန်စီးပွားဖြစ် drone လေးတွေပါဒီ drone တွေရဲ့ထူးခြားချက်ကတော့အပူဖမ်းကင်မရာတွေတပ်ဆင်ထားခြင်းပဲဖြစ်ပါတယ်ဒီကင်မရာတွေဟာ Mego တွေ ထူထပ်တဲ့တစ်ပင်တွေကြားကနေတော့ရုရှားတပ်ဖွဲ့တွေရဲ့အပူချိန်ကိုခြေရာခံထောက်လန်းနိုင်ပါတယ်။ရုရှားရဲ့အမြောက်ကျင်းတွေခဲယမ်းတူလောင်ထားတဲ့နေရာတွေဟာအပူကင်မရာတွေမှာထင်ကနေလင်းနေပါတယ်။ဒီသတင်းအချက်လက်စုဆောင်းရေး drone လေးတွေကရန်သူတီနေရာ coordinate တွေကိုစစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စီအချိန်နဲ့တပြေးညီပေးပို့နေပါတယ်။အရင်နောက်မှာတော့လက်ရှိစစ်ပွဲရဲ့ရလဒ်ကိုတိတိတတ်တာပြောင်းလဲပြစ်နေတဲ့လူသက်သမားများလို့တင်စားရတဲ့ FPV drone တွေဟာစစ်မြေပြင်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒီ drone တွေဟာတစ်စီးကိုဒေါ်လာ400လောက်သာတန်ဖိုးရှိတဲ့အတွက်စည်ရေးအသုံးစရိတ်အရအလွန်သက်သာလာတဲ့အသေးကန် drone တွေလို့ခေါ်ဆိုနိုင်ပါတယ်။ဒီ FPV drone တွေကိုထိန်းချုပ်မောင်းနေတဲ့ Ukraine စစ်သားတွေဟာသူတို့ရဲ့စစ်စင်ရေးကိုအင်မတန်ထူးခြားတဲ့ပုံစံမျိုးနဲ့လှုပ်ဆောင်ကြတာဖြစ်ပါတယ်။မျက်မှန်ကိုတက်ဆင်ထားပြီး drone ရဲ့ကင်မရာကနေမြင်ရတဲ့မြင်ကွင်းကိုပဲကိုယ်တိုင်မောင်းနေနေရတယ်လို့မျိုးဓာတ်ရိုက်မြင်တွေ့နေရတာဖြစ်ပါတယ်။ဒီနည်းပညာကြောင့် drone ကိုကိုယ်ပိုင်မျက်စိနဲ့မြင်ရတယ်လို့တိကျစွာထိန်းချုပ်နိုင်တဲ့စွမ်းရည်ကိုရရှိစေပါတယ်။ ဒီ drone လေးတွေဟာတပင်တွေကြားတက်ကိုင်းတွေကြားနဲ့အဆောက်အဦကာကွယ်တွေကြားကနေလင်းမြန်သွားလှုပ်ရှားပြန်တန်းနိုင်တဲ့အာသာချက်တွေရှိပါတယ်။ပြီးတော့ရုရှားရဲ့ပြစ်မှတ်တွေစီကိုလေထဲမှာပြန်တန်းရင်တိတိကျကျတဲ့တဲ့ဝင်လိုက်ကဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။ရုရှားတပ်ဖွဲ့တွေရဲ့တင့်ကားတွေတန်ကြက်ကချင်းတွေနဲ့ကတုတ်ချင်းတွေစစ်သားတွေအနာမကပ်ရပဲဒီလိုတိကျတဲ့တိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာကြောင့် FPV drone တွေဟာခေတ်သစ်စစ်ပွဲမှာအလွန်အရေးပါတဲ့လက်နက်တစ်မျိုးဖြစ်လာခဲ့တာဖြစ်ပါတယ်။ ပထမဆုံး drone တစ်စီးဟာရုရှားမြောက်တပ်ဖွဲ့နေရာကိုတဲ့တဲ့မမတ်ဝင်တိုက်လိုက်တဲ့အခါမှာတော့ကြီးမားတဲ့ပောက်ကွဲမှုကြီးဖြစ်ပေါ်သွားခဲ့ပါတယ်။အဲဒီနောက်စက္ကန့်ပိုင်းလေးကြာမှာနောက်ထပ် FPV drone တစ်စီးကဒုံးကြီးတပ်ဖွဲ့တစ်ခုကိုထပ်မံဝင်တိုက်လိုက်တဲ့အတွက်ဇက်တိုက်ပောက်ကွဲမှုတွေဖြစ်ပေါ်လာခဲ့တာကိုတွေ့ရပါတယ်။ပောက်ကွဲမှုတွေရဲ့အချိန်ဟုန်ကြောင့်တစ်တော်ကျမ်းမြေတစ်ခုလုံးဟာမီးတွေနဲ့လင်းထိန်သွားခဲ့ပါတယ်။ဒါရင်မကသေးပဲယူကရိန်းမြောက်တပ်ဖွဲ့တွေကလည်းအချိန်မြင့်ပါဝင်လာခဲ့ပါတယ်။ drone တွေကပေးပို့တဲ့တီနီယာချက်လက်အတိအကျကိုအသုံးပြုပြီး 155မီလီမီတာမြောက်ကြီးတွေနဲ့ကြံရှိနေတဲ့ရုရှားစခန်းတွေကိုတိတိကျကျပစ်ခတ်ချေမှုန်းခဲ့ပါတယ်။ဒီလိုပူးပေါင်းတိုက်ခိုက်မှုကြောင့်15မိနစ်အတွင်းမှာတွင်ရုရှားရဲ့အဓိကပစ်ခတ်ရေးစခန်း9ခုသလုံးလုံးဝပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ရုရှားရဲ့ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်သွားပြီးစစ်ကြောင်းတစ်ခုလုံးပြုတ်ပြက်ဖြစ်ကုန်တဲ့အတွက်လိုင်းပန်မျိုးစီသွားမဲ့လမ်းကြောင်းဖွင့်ဖို့ကြိုးစားခဲ့တဲ့စစ်စင်ရေးဟာအစကတည်းကကျိုးပဲ့ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ရုရှားရဲ့အမြောက်နဲ့ဒုံးကျည်ဖွဲ့တွေပျက်စီးသွားတာဟာဒီစစ်စင်ရေးရဲ့အစပြုမှုတသက်ပဲရှိပါသေးတယ်။ ယူကရိန်းတပ်မှုတွေဟာရုရှားစစ်ကြောင်းရှေ့တိုးဖို့ရုန်းကန်နေရတဲ့အခွင့်အရေးကိုလက်လွတ်မခံမနဲ့ဝေးလံတဲ့ latest scan တွေကလည်းသူတို့ရဲ့တာမဏိတောင်ပိုင်းများကိုချက်ချင်းစေလွှတ်လိုက်ပါတယ်။ဒီတိုက်ခိုက်မှုတွေဆု27တိုက်လေရင်2စီးနဲ့ဆု25 frog foot မြေပြင်တိုက်ခိုက်ရေးလေရင်3စီးတို့ဟာ Siri Bryanski တတော်စီကိုဥတီပြန်တန်းလာခဲ့ကြတာဖြစ်ပါတယ်။ဒီလေရင်တွေဟာတနာရီမိုင်450နှုန်းနဲ့မြေပြင်အနိုင်ပိုင်းကနေပြန်တန်းလာတာကြောင့်ရုရှားရေဒါတွေကအချိန်မီမဖမ်းမိခဲ့ပါဘူး။ ရုရှားစစ်သားတွေမော့ကြည့်လိုက်တဲ့အချိန်မှာတော့ကောင်းငင်ရန်ကြီးကွဲအပ်သွားတယ်လို့အတန်တွေနဲ့အတူစူညံသွားခဲ့ရပါတယ်။ Sudan Fighting တွေက S8 ဒုံးကြီးတွေကိုပြစ်မှတ်စီဒရက်ဆက်ပစ်ခတ်ချလိုက်ပါတယ်။ဒုံးကြီးတွေကတတော်ရဲကိုတိုးဝင်လာနေတဲ့ရုရှားတန်ကြပ်ကစစ်ကြောင်းကြီးကိုထိမှန်ပေါက်ကွဲခဲ့တဲ့အခါမှာတော့ပေါက်ကွဲတဲ့နေဟာမိုးချိန်တယ်လို့ညံနေခဲ့ပါတယ်။စစ်ကားတွေလေထဲကိုလွင့်ဆင်ကုန်ပြီးစီပေါက်စာကားတွေဟာလည်းမိကိုလုံးကြီးတွေဖြစ်ပေါက်ကွဲကုန်တာကိုတွေ့ရပါတယ်။အပေါ်ကနေပြန်တန်းလာတဲ့ Sudan 27တွေကလည်း cluster munition အဆင့်ဆင့်ကွဲတဲ့ဘုံသီးများကိုကျဲချတိုက်ခိုက်ပါတော့တယ်။ဘုံသီးလေးတွေဟာတစ်တောလမ်းကြောင်းတစ်လျှောက်ဖြန့်ကျက်ကြရောက်ပြီးတန်ချက်ကကားတွေကိုဖောက်ထွင်းတာယာတွေကိုဆုပ်ဖြဲကာကတုတ်ချင်းတွေကစစ်သားတွေကိုလည်းတတ်တူစားတွေနဲ့ထိမှန်စေခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုရဲ့ရလဒ်ကတော့ဆိုးရွားလှပါတယ်။မင်းနဲ့ပိုင်းတွင်းမှာတဲ့ရုရှားတန်ချက်ကယင်းအစီး20ကျော်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ BMB ခြေလျင်တိုက်ပွဲဝင်ယင်းတွေမှောက်လျက်သားဖြစ်ကုန်တယ်။စစ်သွေးကားတွေမီးလောင်ကုန်တာကြောင့်ရုရှားစစ်သားတွေဟာကြောက်လန့်ကြထွက်ပြေးကြရပါတယ်။ ။တချို့ကလေရင်တွေကိုတွေ့ကြရပြန်ပြစ်ကြပြီမဲ့အမိတ်မရှိတဲ့ပြစ်ခတ်မှုတွေကြောင့်စိတ်မြေပြင်တစ်ခုလုံးဗျမ်းမထာဖြစ်ကုန်တာကိုတွေ့ရပါတယ်။လေချောင်းတိုက်ခိုက်ခံရမှုခံရပြီးမှနောက်ရုရှားတပ်မှုတွေဟာသူတို့ရဲ့ကြံရှိနေသေးတဲ့လေချောင်းရန်ကာကွယ်ရေးစနစ်တွေကိုအသက်သွင်းဖို့အသေးအတန်ကြိုးစားပါတော့တယ်။သူတို့က Tor M2 ဒုံးကျည်စနစ်တွေနဲ့ Panzer S1 စစ်အမြောက်ဒုံးကျည်တွဲဖက်စနစ်တွေကိုတစ်တောကွက်လက်တွေထဲမှာလှိမ့်မြန်သွားနေရာယူသေးပြီးရေဒါတွေကကောင်းကင်ကိုစတင်ရှာဖွေစေခဲ့တာဖြစ်ပါတယ်။ မနေ့ပိုင်းအတွင်းမှာပဲ Srebrenski ကောင်းကင်ရဟာအမဲလိုက်ကွင်းပြင်ကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ရုရှားတပ်ဖွဲ့တွေကသူတို့ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ကြံရှိနေတဲ့ယူကရိန်း drone တွေကိုဒုံးကျည်တွေနဲ့ပစ်ချကာတံပြန်ခုခံပါတော့တယ်။ပန်ဆာရီရဲ့ 30mm စက်အမြောက်တွေကလည်းမီးပွင့်တွေဖြာထွက်အောင်ပစ်ခတ်နေတာကိုတွေ့ရပါတယ်။ယူကရိန်းလေယာဉ်မှုတွေပထမဆုံးအကြိမ်နေနဲ့ပြင်းထန်တဲ့ခုခံမှုကိုခံစားလာရတာဖြစ်ပါတယ်။ဒါပေမဲ့ရုရှားတွေမသိလိုက်တာကတော့ဒီလိုပြန်လဲပစ်ခတ်တုံ့ပြန်လိုက်တာဟာ သူတို့ရဲ့တင်းနေရအတိအကျကိုရန်သူလက်ထဲဖော်ပြလိုက်သလိုဖြစ်သွားတာပါပဲ။ရေဒါဖွင့်လိုက်တာဒုံးကျည်ပစ်လိုက်တာတိုင်းဟာယူကရိန်းထောက်လှမ်းရေးအတွက်အဖိုးတန်တဲ့အချက်အလက်တွေကိုချက်ချင်းဖြစ်ပေါ်စေခဲ့ပါတယ်။ကြံနေတဲ့ Marvit drone တွေကရုရှားလေကြောင်းကာဝေးရေးစနစ်တွေရဲ့ GPS တင်းနေရအတိအကျကိုယူကရိန်းအမြောက်တပ်ဖွဲ့တွေစီကိုချက်ချင်းပို့ပေးလိုက်ပါတယ်။နောက်တန်းမှာအသင်ဆောင်တိုင်းနေတဲ့ HIMARS ဒုံးကျည်တပ်ဖွဲ့တွေဟာအမိတ်ရတာနဲ့ချက်ချင်းတုံ့ပြန်တိုက်ခိုက်ပါတော့တယ်။ ရုရှားတွေသူတို့ဒီနေရာပေါ်သွားပြီး10မိနစ်မပြည့်ခင်မှာပဲတံပြန်တိုက်ခိုက်မှုရောက်ရှိလာခဲ့ပါတယ်။အတန်ထက်မြန်တဲ့အမြန်နှုံ2.5 match နဲ့ပြန်တန်းလာတဲ့ GMLRS GPS လမ်းညွန်ဒုံးကြီးတွေဟာရုရှားရဲ့ဒေါ်နယ်ပန်ဆာစနစ်တွေရှိတဲ့နေရာကိုတဲ့တဲ့ကြီးကြာရောက်ပောက်ကွဲသွားခဲ့ပါတယ်။ပထမဆုံးဒုံးကြီးကတောလေကာစနစ်တစ်ခုကိုထိမှန်ပြီးတန်လန်းတွေကိုတွေတွေစုပ်ပြတ်သွားပါတယ်။ဒုတိယဒုံးကြီးကနောက်ထပ်တောစနစ်တစ်ခုကိုဖျက်ဆီးလိုက်ပြီးရေဒါတိုင်ကြီးပါလဲပြိုသွားခဲ့ပါတယ်။ ကျန်တဲ့ပန်ဆာစနစ်ကရုရှားတွေလည်းထွက်ပြေးဖို့ကြိုးစားပြီးမဲ့နေကြောင်းတိုက်ခိုက်မှုကြောင့်လမ်းတွေပိတ်ဆို့နေလို့မလွတ်မြောက်နိုင်ခဲ့ပါဘူး15မိနစ်အတွင်းမှာရုရှားရဲ့လေကြောင်းကာကွယ်ရေးဒိုင်းကကြီးတစ်ခုလုံးဟာစုပ်ပြတ်သက်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်ရုရှားရဲ့လေကြောင်းကာကွယ်ရေးကွန်ရက်ပျက်စီးသွားတာနဲ့တပြိုင်တည်းယူကရိန်းတပ်မှုတွေကနောက်ဆုံးအဆင့်အနေနဲ့တန်ကြက်ကတပ်ဖွဲ့တွေကိုရှေ့တိုးဆိုတဲ့အမိန့်ကိုချက်ချင်းပေးလိုက်ပါတယ်တဲ့တော့နောက်ဘက်မှာအသင်ဆောင်နေတဲ့ T64 တင်ကားကြီးတွေနဲ့ BDR4 တန်ကြက်ကားကြီးတွေဟိန်းထွက်လာပါတယ် သူတို့ရဲ့ရွေချက်ကတော့လေကြောင်းတိုက်ခိုက်မှုကြောင့်စိတ်သက်ရိုင်းနေနေတဲ့ရုရှားတပ်ဖွဲ့တွေကိုအပိသက်ချေမှုန်းမှုပဲဖြစ်ပါတယ်။ဒီတိုက်ပွဲမှာထူကြပြီးမမျှော်လင့်ထားတဲ့အချက်ကတော့တင်ကားတွေနဲ့တူပါလာတဲ့တပ်ဖွဲ့တစ်ခုပါပဲ။အဲ့ဒါကတော့ Cycle C ခြေလျင်တပ်ဖွဲ့ပါပဲ။ဟုတ်ပါတယ်။တင်ကြားတာမမှားပါဘူး။ဖုံထူတဲ့လမ်းကျန်းစီ Cycle ဒါသင်ပေါင်းများသောဟာစက်တနက်တွေ RPG ခုံးတန်းတုံးကြီးတွေကိုတက်ဆင်ပြီးတော်လန်းတွေတိုင်းတနအီ45မိုင်နှုန်းနဲ့မြန်ဆန်စွာပြေးဝင်လာကြပါတယ်။ တို့ကပျက်စီးနေတဲ့ရုရှားတင်ကားတွေတစ်ပင်တွေကြားကနေလှင်မြန်စွာကွေ့ဝိုင်မောင်းလှင်ပြီးရုရှားတပ်ဖွဲ့တွေကိုဘေးကနေဖြတ်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီလိုဆက်စင်ရေးဟာရုရှားစစ်သားတွေကိုအလွန်အမင်းထိတ်လန့်သွားစေခဲ့ပါတယ်။တင်ကားကြီးတွေနဲ့တဲတဲ့တူပူမျောလင့်ထားပေမဲ့မြန်နှုံးမြန်စိုက်ကယ်တွေကတစ်တောတွေကနေရုတ်တရက်ပေါ်လာပြီးစစ်တပ်တွေနဲ့ပစ်ခတ်တဲ့အခါမှာတော့သူတို့ရဲ့ကာကွယ်ရေးဟာလုံးဝပြိုကွဲသွားခဲ့ပါတယ်။စိုက်ကယ်စီးတပ်ဖွဲ့တွေရဲ့ရည်ရွယ်ချက်ကတော့ရုရှားတွေမစူးစီးနိုင်ခင်ပစ်ခတ်မှုအားကိုအမြင့်ဆုံးအရှိန်မြှင့်တင်ပြီး ရှေ့တိုးလာတဲ့ယူကရိန်းတင်္ဂါတွေအတွက်လမ်းကြောင်းရှင်းပေးဖို့ပဲဖြစ်ပါတယ်။ဒီအ мян လုံးမြင်တိုက်ခိုက်မှုကြောင့်ရုရှားတပ်ဖွဲ့တွေဟာဘယ်နေရာကနေပစ်ခတ်နေတယ်ဆိုတာကိုအတိအကျမသိနိုင်တော့ဘဲဗျံပဒါဖြစ်ကုန်တာဖြစ်ပါတယ်။အဲ့လိုပဲ FPV drone တွေကလည်းမြေပြင်ကုန်းတက်ကိုဆက်လက်ပံ့ပိုးပေးနေခဲ့ပါတယ်။သူတို့ဟာရုရှားတပ်ဖွဲ့တွေကိုတစ်ပင်တွေကြားခြုံပုတ်တွေကြားမှာခိုအောင်းနေတာကိုထိန်းချုပ်သူရဲ့မျက်မှန်ကတစ်စင်းတိတိကျကျမြင်တွေ့ပြီးတစည်းပြီးတစည်းဆက်လက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ drone စီးကိုဒေါ်လာ400သာတန်ပေမဲ့ တင့်ကားတွေမမြင်နိုင်တဲ့လူတွေပုံအောင်နေတဲ့ကရုတ်ချင်းတွေကိုတိတိကျကျဝင်ရောက်ဖျက်ဆီးပေးနိုင်တဲ့အတွက်တပ်သားတွေရဲ့အသက်ဆုံးရှုံးမှုကိုအများကြီးရှော့ချပေးခဲ့တာဖြစ်ပါတယ်။ဒီလိုလေကြောင်းပံ့ပိုးမှုအမြောက်တပ်ရဲ့တိကျမှုနဲ့စိုက်ကယ်စီးတပ်ဖွဲ့ရဲ့မြန်နှုံပေါင်းဆက်လိုက်တဲ့အခါမှာတော့ရုရှားရဲ့စစ်ကြောင်းကြီးဟာခံစစ်တစ်ခုလုံးပျက်စီးပြီးလုံးဝရှုံးနိမ့်သွားခဲ့ရပါတော့တယ်။ယူကရိန်းတပ်ဖွဲ့တွေဟာရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးကွန်ရက်ကိုစနစ်တကျချိန်မုံးကယာယီထိုးဖောက်နေရတဲ့ခုကိုအောင်မြင်သွားဖန်တီးနိုင်ခဲ့ပြီးလိုင်မန်မျိုးစီခြိတက်မဲ့ ရုရှားရဲ့စစ်ရေးကြီးမန်းချက်ကိုအစောပိုင်းမှာရင်ရပ်တန့်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့နောက်ကနေရောက်လာတဲ့ T64 တင်ကားတွေက125 mm မြောက်ကြီးတွေနဲ့ရုရှားကတုတ်ကျင်းတွေ BMP တွေကိုပစ်ခတ်ဖျက်ဆီးခဲ့ပါတယ်။ BDR4 တွေကတော့ခြေလင်းစစ်သားတွေကိုတင်ဆောင်ပြီး Stuknapi တင်ကားဖြတ်တုံးကြီးတွေစစ်တပ်နဲ့ကြီးတွေနဲ့ပစ်ကူပေးပါတယ်။စိုက်ကယ်မောင်းရင်စစ်တပ်နဲ့ပစ်တယ်လို့ရပ်ပြီး RPG နဲ့ထောက်ပံရေးကားတွေကိုပစ်ပါတယ်။ပြီးတာနဲ့ချက်ချင်းနေရာရွှေ့ပါတယ်။ သူတို့ရဲ့လှုပ်ရှားမှုကအယမ်းမြန်ဆန်လုံးလို့ရုရှားတွေဘာလို့ရမှန်းမသိဖြစ်ကုန်ပါတယ်။တနအီအောက်မှာရင်တက်တော့နောက်ဘက်ချမ်းဟာရုရှားရင်တွေရဲ့တင်းကြိုင်းမြေဖြစ်သွားပါတယ်။လေးလံနဲ့တန်ကြပ်ကအင်အားနဲ့လျင်မြန်တဲ့စိုက်ကယ်တပ်ဖွဲ့ပေါင်းစပ်မှုကရုရှားစစ်ကြောင်းကိုအပိုင်းအပိုင်းပြတ်သွားစေပါတယ်။ရှေ့တန်းကရုရှားတပ်ဖွဲ့တွေပြိုကွဲပျက်စီးနေတဲ့အချိန်မှာယူကရိန်းတပ်မှုတွေကနောက်တစ်ဆင့်အနေနဲ့ပိုပြီးအရေးကြီးတဲ့ထိုးစစ်ကိုစတင်လိုက်ပါတယ်။သူတို့ကတက်တော့အနောက်ပိုင်းမှာရှိတဲ့ရုရှားရဲ့အသက်သွေးကြောဖြစ်တဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုပိတ်မှတ်ထားလိုက်ပါတယ်။ ဒရုန်းထောင်လန်းရေးတွေရာရုရှားထောက်ပံ့ရေးရင်တန်း15စီးလောက်ဟာတစ်တောလန်းကျင်လေးအတိုင်းမောင်းနှင်လာတာကိုတွေ့ရှိခဲ့ရပါတယ်။စီပေါ့စာတွေခဲယင်းတင်ကားတွေပြုပြင်ရေးရင်တွေပါဝင်နေတာဖြစ်ပြီးသူတို့ဟာရှေ့တန်းကတိုက်ပွဲရှုပ်ထွေးမှုကြောင့်ကိုကိုကိုဘသူမှသတိမထားမိတော့ဘူးလို့ထင်နေပုံရပါတယ်။ဒါပေမဲ့ Srebrenski တစ်တောတွေကဘယ်လမ်းမှလုံခြုံမှုမရှိပါဘူး။ယူကရိန်းရဲ့ FPV အသေးခံဒရုန်းတွေကတပ်ပိနေကြားကနေမြန်ဆန်စွာထိုးဆင်းလာပြီးဂျင်တန်းရဲ့ထိတ်ဆုံးကားနဲ့နောက်ဆုံးကားကိုတပြိုင်တည်းဝင်တိုက်လိုက်ပါတယ်။ ရှေ့ဆုံးကစီပေါ့စာကားပေါက်ကွဲပြီးမီးဟုံဟုံတောက်သွားသလိုနောက်ဆုံးကကုန်တင်ကားလည်းပျက်စီးသွားတဲ့အတွက်ရေနံတစ်ခုလုံးရှေ့မတိုးတာနောက်မဆုတ်တာပြိမိသွားပါပြီအဲ့ဒီအချိန်မှာပဲယူကရိန်းရဲ့ IM-70 ဒုံးကျည်ပစ်လွတ်စင်တွေကနေ GPS လမ်းညွှန်ဒုံးကျည်တွေဟာ The Reset ပြစ်ခတ်ချိန်မုံပါတော့တယ်ဒုံးကျည်တွေကခရမ်းတင်ကားတွေကိုထိမှန်ပြီးစင်ကဲပေါက်ကွဲမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်စီရီမီးဆွဲကြည်စံတွေပေါက်ကွဲနဲ့ရေနံတစ်ခုလုံးဟာမီးပင်လေကြီးအဖြစ်ပြောင်းလဲသွားပါတယ်မီးတောက်တွေဟာပေယာနဲ့ချီမြင့်တက်ပြီး ပတ်ဝန်းကျင်ကအသက်ပင်တွေပါမီးဆွဲလောင်ကုန်ကြပါတယ်။9မိနစ်တွင်းမှာတင်ရုရှားရဲ့အသက်သွေးကြောဖြစ်တဲ့ရင်းနှံတစ်ခုလုံးပြာကျသွားခဲ့ရတာဖြစ်ပါတယ်။ဒီလိုဆိုးရတဲ့ထိုးစစ်တွေခံရပေမဲ့ရုရှားတွေကလွယ်လွယ်နဲ့လက်မလျှော့သေးပါဘူး။အရှိတ်ဘက်တက်တော်စီကနေ T72 တင်ကားတွေနဲ့ချင်းလင်းတပ်ဖွဲ့တွေကိုအုံပြူပြီးနောက်ဆုံးအနေနဲ့တံပြန်တိုက်ခိုက်ဖို့ကြိုးစားခဲ့ကြပါတယ်။ခဏကြာတော့သူတို့အသာသေးရမလို့ဖြစ်ခဲ့ပေမဲ့ယူကရိန်းကအဆင့်သင့်ပြင်ဆင်ထားပြီးသားပါ။ရောက်ကြတဲ့ချင်းတွေထဲမှာဝတ်ထားတဲ့စတုကနာပီတင်ကားဖြတ်ဒုံးကြီးဖွဲ့တွေဟာချက်ချင်းထွက်လာပြီး ရုရှားတင်ကားတွေကိုတစည်းပြီးတစည်းအလွယ်တကူခြေမုံပါတယ်။9မိနစ်တွင်မှ T72 သုံးသည့်မီးလောင်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ဒရုန်းတွေကလည်းဆက်လက်ဝဲပြန်နေပြီးယူကရိန်းအမြောက်တပ်ကိုတိတိကျကျလမ်းညွှန်ပေးနေတာကြောင့်အမြောက်ကြီးတွေကရုရှားခြေလျင်စစ်သားတွေကြားထဲကြားရောက်ပောက်ကွဲပြီးလူစုကွဲသွားစေခဲ့ပါတယ်။နောက်ဆုံးမှာတော့ရုရှားစစ်သားတွေဟာကြောက်လန့်ကြားနဲ့လက်နက်တွေပစ်ချပြီးတောရဲဖြတ်ထွက်ပြေးကုန်ကြတဲ့အတွက်တံပြန်တိုက်စစ်လုံးဝကျဆုံးသွားခဲ့တာဖြစ်ပါတယ်။တိုက်ပွဲပြီးမှာတော့ယူကရိန်းဟာ ရုရှားရဲ့ထိုးစစ်ကိုရပ်တန့်ရုံသာမကလုံးဝခြေမုံနိုင်ခဲ့ပါတယ်။ရုရှားရင်အစည်း30ကျော်ပျက်စီးပြီးစစ်သားယာဉ်နဲ့ချီတေဆုံးတန်ရာရခဲ့တာကြောင့်မဟာဗျူဟာအရရုရှားဟာလိုင်မန်မျိုးစီသွားမဲ့ခြေကုပ်စခန်းကိုဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ဒါပေမဲ့မိဂိုငွေတွေကြားကမြင်ရတဲ့မြင်ကွင်းတစ်ခုကတော့စိတ်ဝင်စားစရာပါ။ယူကရိန်းစစ်သားတွေဟာတန်ရာရနေတဲ့ရုရှားစစ်သားတွေကိုလူသားဆန်စွာစေကူတာပေးနေကြတာကိုတွေ့ရပါတယ်။အောင်ဝဲဆိုတာဖြက်စီးခြင်းတသက်မဟုတ်ပဲစစ်ပွဲရဲ့အလဲမှာတော့လူသားဆန်မှုပါဝင်နေဆိုတာကိုပြသနေပါတယ်။ မီးလောင်နေတဲ့တတော်ကြီးထပ်မှာတော့ယူကရိန်းလန်ဟာမီဂိုမဲရီဂျာကနေဂုံယူစာလွင့်ပြန်နေပါတော့တယ်ဒီတိုက်ပွဲဟာဆိုရင်နီးပညာပြူဟာနဲ့လူသားစိတ်ဓာတ်တွေပေါင်းစပ်ထားတဲ့ခစ်သစ်စစ်ပွဲရဲ့ပုံရိပ်လွှာတစ်ခုပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ